ကျမတော်မူကြပါသော်မြတ်ယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ24ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့စစ်တပ်အမကန်ထုတ်ခံသူယုံလေးရဲ့စစ်အာဏာသိမ်းကာလပထမဆုံးရိုက်ကူးခဲ့တဲ့ဇက်ကားကိုယုံတင်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်သူတွေရဲ့လူမှုရေးပြစ်ဒဏ်ခံထားရတဲ့စစ်တပ်ထောက်ခံသူယုံလေးက အနာသိန်းကာလမှာပထမဆုံးပြန်လဲရိုက်ကူးခွင့်ရခဲ့တဲ့ရုပ်ရှင်ယုံတင်တော့မယ့်အကြောင်းအသိပေးထားပါတယ်။ဇက်ကနာမည်က Street Gang ဖြစ်ပြီးအော်တိုဘာလ14ရက်နေ့မှာယုံတင်မယ်လို့သိရှိရပါတယ်။အဲဒီရုပ်ရှင်ကို Hank Film Production ကထုတ်လုပ်ပေးတယ်လို့ဆိုပါတယ်။အဲဒီထုတ်လုပ်ရေးကရုပ်ရှင်နှကပဲရိုက်ရသေးပါတယ်။ဒီထုတ်လုပ်ရေးကိုဘယ်သူတွေကလုပ်နေတယ်ဆိုတာအသေးစိတ်မသိရှိရသေးပေမဲ့ပြည်သူတွေကလူမှုရေးပြည်တံခတ်ထားသူ တပိတ်မောက်ထသူရီကိုတာမန်ရုပ်ရှင်ထုတ်လို့ရေးတွေကအရှုံးပေါ်မှာကြောက်လို့မရိုက်ကူးပေးရတာမို့စစ်တပ်နဲ့နှီးဆက်သူရီကပဲယုံလေးအတွက်ငွေထုတ်ပြီးရိုက်ခိုင်းထားတာဖြစ်မဲလို့ရုပ်ရှင်လောကသားတဦးကပြောပါတယ်ဒီရုပ်ရှင်မှာယုံလေးနဲ့အတူ LGBT တွေကိုလောင်ထားတဲ့ဇယုတ်မရိုက်ဘူးဆိုပြီးမာယာကြောင်းဆိုတဲ့ LGBT တွေကိုလောင်ထားတဲ့ဇယုတ်ကိုရိုက်ကူးခဲ့တဲ့တိုင်ရွန်စီပင်ရွေးကောက်ပွဲမှာရှုံးခဲ့ပြီးအမှုပညာလောကရဲ့ပြန်လဲရောက်ရှိလာခဲ့တဲ့ထက်ထွန်းလို့လည်းပါဝင်ပါတယ်ထက်ထွန်းကလည်း ာနာသိမ့်ကာလအစောပိုင်းမှာစစ်အာနာသိမ့်မှုအပေါ်ဆန္ဒပြတာတွေမှာပါရှိခဲ့ပေမဲ့လက်ရှိစစ်တပ်ရဲ့ရွေးကောက်ပွဲမှာမဲပေးမဲလို့ဆိုထားပါတယ်သူတို့တွေအပြင်ရှွန်အောင်လေးရဝနာစစ်နိုင်ဘူချန်းဝင်းတဝင်းစတဲ့အစိုးရတယုဆောင်တွေလည်းပါဝင်မှာဖြစ်ပါတယ်ထူးခြားတာကယုံလေးရိုက်တဲ့ကာတိုင်းဒီပါပါဝင်လေးရှိတဲ့မြင့်မြတ်တဲ့ခင်လိုင်နှစ်ဦးစလုံးကတော့ပါဝင်လာခြင်းမရှိပါဘူးယုံလေးရဲ့ရုပ်ရှင်တက်တန်းတစ်လျှောက်လက်တွဲညီခဲ့တဲ့မြင့်မြတ်ဟာ အနာသိကလာအတွင်းမှာတော့ယုံလေးနဲ့ခက်ကင်းကင်းနေကြတာကိုတွေ့ရှိရပါတယ်။ယုံလေးဇက်ကယုံတင်မဲ့အပေါ်ကိုဘူဘူအင်တာတိန်းမန့်ကဘူဆန်ကျွန်းလွင်ထူးခြားတို့ကလည်းဝန်းရံထားတာကိုတွေ့ရှိရပါတယ်။ယုံလေးကအနာသိကလာမှာရိုက်ကူးရစ်တွေလာငှကြပေမဲ့ယုံလေးနာမည်တက်ခွင့်မရတာကြောင့်မရိုက်ကူးဖြစ်ပဲဒီရုပ်ရှင်ထုတ်လို့ရေးကတော့သူ့နာမည်ကိုတုံးခွင့်ပြုတာကြောင့်ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ဒီရုပ်ရှင်ကအနာသိကလာမှာယုံလေးအတွက်ဒုတိယမြောက်ယုံတင်ဇက်ကဖြစ်ပါတယ်။ ပထမယုံတင်ကွင်းရခဲ့တဲ့စကားကတော့ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာယုံတင်ပြသခဲ့တဲ့ original gangster တုံရုပ်ရှင်ဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်စကားကပုံမှန်ဆိုရင်ရုပ်ရှင်ယုံတွေပြန်ဖွင့်ခဲ့တဲ့2022ကတည်းကယုံတင်ပြသကွင်းရခဲ့တာဖြစ်ပေမယ့်အဲ့ဒီကာလမှာယုံလေးကိုလူလူကလူမှုရေးပြစ်ဒဏ်ချမှတ်ထားတာကြောင့်ယုံမတင်ရေးပဲဖြစ်ခဲ့တာပါ။ယုံလေးက2020ရွေးကောက်ပွဲမတိုင်မီကာလမှာစစ်တပ်ရဲ့အစီအစဉ်နဲ့ဒေါ်စင်းစုကြည်အပါအဝင်ဒီမိုကရေစီအစိုးရကိုချင်းချောက်တဲ့ ်မျူဇစ်ဗီဒီယိုရိုက်ကူးခဲ့တာကြောင့်လူလူရဲ့ဝေဖန်မှုကိုပြင်းပြင်းထန်ထန်ခံခဲ့ရတာပါဒါအပြင်အာနာသိန်းကာလမှာလည်းစစ်ကောင်စီရဲ့ပွဲတွေတက်ကဝန်းရံခဲ့တယ်လို့ပြည်သူဘက်ကရက်တီခဲ့တဲ့အမှုပညာရှင်ခံဝန်ထိုးဖို့ကုညီဆောင်ရွက်ပေးတာတွေလည်းရှိခဲ့တာကြောင့်လူတူရဲ့တပိတ်မှောက်မှုကိုပြင်းပြင်းထန်ထန်ခံခဲ့ရတာပါဂျုံလေးကလက်ရှိအချိန်ထိလဲစေအုပ်စုရဲ့ပွဲတွေမှာတက်တက်ကြွကြွပါဝင်နေပြီးပြီးကြတဲ့ရက်ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးစွန်းနှီးပွဲကိုလည်းတက်ရောက်ခဲ့ပါတယ်။ original gangster တုံရုပ်ရှင်ယုံတင်ခြင်းကရေဘေးကိုအကြောင်းပြပြီးရုပ်ရှင်ကိုလာရောက်အားပေးဖို့စီယုံခဲ့တာတွေလည်းရှိခဲ့ပါတယ်။လက်ရှိကာလမှာလည်းလူစိတ်ဝင်စားမှုများတဲ့လှိုင်းတာယာကလူငယ်ရင်းရင်ဖြစ်တဲ့ကိစ္စတခိုးကိစ္စတွေနဲ့ပတ်သက်ပြီးယုံလေးရဲ့ page မှာဇက်တိုက်ရေးသားမှုတွေပြုလုပ်နေတာကိုတွေ့ရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဖေခုံမိုးပြင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီး PNO 90ကျော်တေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရှမ်းတောင်နယ်ဂရင်းနီနယ်ဆက်ဖေကုံမြို့အနောက်ဘက်နယ်မိုးပြင်းနယ်အတွင်းမှာတော်လန်ကြီးတပ်တွေနဲ့စစ်ကောင်စီ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တွေရပ်ပိုင်းအတွင်းမှာတိုက်ပွဲများပြင်းထန်ခဲ့ပြီးတိုက်ပွဲများအတွင်းမှာ PNO ပြည်သူ့စစ်90ကျော်သေဆုံးခဲ့ပြီးဖမ်းဆီးရမိသူတွေလည်းရှိနေကြောင်းတော်လန်ကြီးတပ်ဖွဲ့တွေထံကနေသိရှိရပါတယ်။အော်တိုဘားလတတရပတ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ဖေကုံမြို့နယ်တောင်စလုံးမြောက်စလုံးကျေးရွာတိုက်ပွဲများအတွင်းမှာအဲဒီလို PNO ပြည်သူ့စစ်များသေဆုံးခဲ့ရခြင်းမှာမှန်ကန်ကြောင်း ပောင်ဝင်တက်ခိုက်နေတဲ့တော်လန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှာတာဝန်ရှိသူကအတီးပြူပါတယ်။တော်လန်ရေးတပ်တွေရဲ့စီရေးဗျူဟာတက်ကွင်းမှာတည်ကြတာမြောက်စလုံးဘက်မှာ90ကျော်တည်တယ်စက္ခ PNO အကောင့်ကြီးတွေပါတယ်လို့သူကမဲခေါင်ကိုဒီကနေ့အော်တိုဘာလ24ရက်နေ့မှာပြောဆိုပါတယ်။ဒါအပြင်မိုးပြင်းနဲ့တိုက်ပွဲတွေအတွင်းမှာဖန်ဆီရမိတုံပန်းများလည်းရှိခဲ့တယ်လို့သိရှိရပါတယ်။တော်လန်ရေးတပ်တွေတွေမှာ KNDF PNDF KK ရှမ်းတောင်1336 1339 1339ကို PDF တပ်ရင်းတွေနဲ့အခြားတပ်ရင်းတပ်ဖွဲ့အများအပြားပူးပေါင်းပါဝင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ဖုန်းလိုင်းတွေမရရှိတော့တာကြောင့် link များပြတ်တောက်လျက်ရှိပြီးတိုက်ပွဲသတင်းများထုတ်ပြန်ရန်တပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေကကြိုးပမ်းနေကြတယ်လို့သိရှိရပါတယ်။အော်တိုဘားလ15ရက်နေ့ကဖြစ်ပွားခဲ့တဲ့တောင်စလုံးတိုက်ပွဲအတွင်းမှာ PNO ဘက်မှအကြီးပိုင်းတွေနဲ့စစ်ကောင်စီစစ်ကြောင်းမှုတို့တေဆုံခဲ့ကြတယ်လို့သိရှိရပါတယ်။မူပြေခမရ၄နှစ်နှစ်တက်အတွင်းအစည်းအဝေးမှာရှီမန်းတည်တယ်ပော့ဆာလွန်တယ် သုံးဘွဲ့သုံးလန်းခွစ်တပါဆိုတာကိုခေါင်းမာပြီးတလန်းတဲ့တက်သွားတာကိုဟိုကရွာကထွက်ကလေးကမြင်နေရပြီးသားပော့ဆလို့ခင်ရတာဆိုပြီးစစ်ကြောင်းမှုများအစုခံနေရကြအောင်အောင်ပန်းကရင်900ဆေးယုံကလုံးဆေးယုံနဲ့တင်းကြိုင်တွေမှာနာရီများပြုတ်လုံနေကြကြောင်းမြေပြင်သတင်းတွေရသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြဝတီမှာကြားဖြန့်လုပ်ငန်းတွေကိုစတင်ထူထောင်ခဲ့တဲ့ရထိုက်ကုမ္ပဏီပိုင်ရှင်လက်ဖြစ် PGF ဘုံမူကြီးစောချစ်သူရဲ့ကိုယ်ွယ်သူလည်းဖြစ်တယ် ရှီကျင်းကျန်ကိုထိုင်းဆိုရကတရုတ်နိုင်ငံကိုရဇဝတ်တရခန့်အဖြစ်လွှဲပြောင်းပေးတော်မှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာကြားဖြန့်လုပ်ငန်းတွေကိုစတင်ထူထောင်ခဲ့တဲ့ရထိုက်ကုမ္ပဏီပိုင်ရှင်လေးဖြစ် BGF ကောင်းဆောင်ပူမကြီးစောချစ်သူရဲ့ကိုကိုယ်သူလေးဖြစ်တဲ့ရှီကျင်းကျန်ကိုထိုင်းဆိုရကတရုတ်နိုင်ငံကိုရဇဝတ်မှုများစွာရဲ့အလို့ရှိတဲ့တရခန့်အဖြစ်လွှဲပြောင်းပေးအပ်တော်မှာဖြစ်ကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ အကြံဖတ်စစ်တလောက်ကံကရင်နေကြားဆောင်တက် BGF ခေါင်းဆောင်စောချစ်သူရဲ့စီးပွားရေးမိဖတ်ရွှေကုတ်ကိုမြို့တစ်ကိုစတင်တီထောင်ခဲ့သူရထိုက်ကုမ္ပဏီပိုင်ရှင်နဲ့ကြားဖြန့်ဂိုင်းကောင်းဆောင်ရှီချင်းကျန်ကို2022ခုနှစ်မှာထိုင်းအစိုးရကဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ရှီချင်းကျန်ကိုထိုင်းအစိုးရကအွန်လိုင်းငွေလိမ်ကြားဖြန့်လုပ်ငန်းများနဲ့လောင်းကစားအမှုများကြောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ရှီချင်းကျန်ကိုထိုင်းအစိုးရကတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရန်အတွက် အခြေခံဥပဒေများနဲ့ညီမညီအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေကြခြင်းဖြစ်ပြီးယခုအခါမှာတော့ထိုင်းအခြေခံဥပဒေခုံရုံးကအခြေခံဥပဒေနဲ့အညီညီညွတ်ကြောင်းဆုံးဖြတ်လိုက်ကြောင်းသိရှိရပါတယ်။ရှီကျင်းကျမတရုတ်နိုင်ငံမှာလောင်ကစားနဲ့ရာဇဝတ်ဂိုင်းများထူထောင်ခဲ့ပြီးထွက်ပြေးလာခဲ့သူဖြစ်ကကမ်ဘောဒီးယားနိုင်ငံသားဖြစ်လေခံယူထားသူဖြစ်ပါတယ်။ရှီကျင်းကျန်ကိုတရုတ်အစိုးရကအလို့ရှိနေပြီးအွန်လိုင်းငွေလိမ်လည်မှုလူကုန်ကူးမှုငွေကြေးခွာချမှုများအပါအဝင်ရာဇဝတ်မှုများစွာဖြင့် တရုတ်အစိုးရကအလိုရှိနေခြင်းလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့တရားမဝင်ကုံသွဲရေးနဲ့စီးပွားရေးလုပ်ငန်းများလောက်ကင်ပါဝင်ပတ်သက်မှုဖြင့်အရှိပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမူဗိုလ်ချုပ်နိုင်စောဦးကိုရာတို့မှဖေရှားဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မှာတရားမဝင်ကုံသွဲရေးနဲ့စီးပွားရေးလုပ်ငန်းများလောက်ကင်ပါဝင်ပတ်သက်မှုနဲ့အရှိပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမူဗိုလ်ချုပ်နိုင်စောဦးကိုရာတို့မှဖေရှားဖမ်းဆီးလက်ကြောင်းစစ်ဘက်တရင်ရှိမြင့်နဲ့ CDM ဗိုလ်ကြီးစင်ယောကပြောဆိုပါတယ် တရားမဝင်ကုန်သွယ်မှုတွေကိုဖမ်းဆီးရမှစတင်ကဟိုပုံဤပညာကျောင်းကြီးဘူမှုကျုပ်တန့်တင်စုတိုင်မှုဘူကျုပ်နိုင်စောဦးတို့အကြောင်းပြည်တနာတက်ကြကြောင်းတိုင်မှုထံကိုလက်ပေးလက်ယူထားတဲ့ကုံကားတချို့နဲ့တေကာတချို့ကိုဟိုပုံဤပညာကျောင်းကြီးဘူမှုကျုပ်တန့်တင်စုနဲ့တက်နယ်မှုများကဖမ်းဆီးခဲ့ရမှပြည်တနာဖြစ်ပွားခဲ့ကြောင်းရင်းကိစ္စအတွက်ဘူမှုကျုပ်တန့်တင်စုကနေပြည်တော်ကိုတိုင်ချခဲ့ရမှယခုကဲ့သို့အရှိပိုင်းတိုင်တိုင်မှုဘူကျုပ်နိုင်စောဦးကိုဖေရှားဖမ်းဆီးသည့်အထိ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဖြစ်တာကတော့ဟိုပုံကျောင်းကြီးနဲ့တက်နေမှုတို့ရဲ့စစ်စေးရေးအဖွဲ့တွေကတိုင်းမှုကိုဂါထားတဲ့ကုံကားတွေနဲ့တစ်ကားတွေဖမ်းဆီးရကစတင်တာညှိကုံကြတာအဲ့ဒီမှာဗိုလ်မှူးချုပ်တန်ထင်စိုးကနေပြည်တော်ထိတိုင်တယ်အဲ့ဒါနေပြည်တော်ကနေပြီးတော့အရှိပိုင်းတိုင်းတိုင်းမှုဗိုလ်ချုပ်နိုင်စုံဦးနဲ့ကိုကြီးအရာရှိဗိုလ်ကြီးရဲသူအောင်ကိုစင်ဖန်တယ်စစ်ရုံးကနေတိုက်ရိုက်စင်ဖန်တော့လို့စစ်ဘက်တရင်ရင်မြစ်ကဆိုပါတယ်စီဒီအမ်ဗိုလ်ကြီးဇင်ယောကလည်းအရှိပိုင်းတိုင်းစစ်တနာချုပ်တိုင်းမှု ဖန်စီခံရမှုမှာအတည်ပြုထားနိုင်ပြီးဟူပုံစစ်နည်းပညာကျောင်းဝကြီးဘုံမှုချုပ်တန့်တင်စိုးတို့အကြောင်းမှာပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။ရပ်ဘက်ကအရှိတိုင်တိုင်းမှုဘုံချုပ်နိုင်စောဦးသူကတေဇ25ကဘုံမှုချုပ်တန့်တင်စိုးနဲ့ညှိတယ်လို့ပဲအချမ်းဖြစ်သိရပါတယ်။ဟူပုံနည်းပညာကျောင်းဝကြီးနဲ့ညှိတာလို့စီဒီယံဘုံကြီးစင်ရောကဆိုပါတယ်။ဘုံမှုချုပ်နိုင်စောဦးဟာရခင်ကဘာတူးတက်မြို့ကြီးတက်ခရီးတင်တဲ့ကျောင်းရဲ့ကျောင်းဝကြီးဖြစ်ပြီး2020ခုနှစ်ဩဂတ်လအတွင်းမှာ အရှိပိုင်တိုင်းစစ်ထနာကျုပ်ရဲ့တိုင်းမှုအဖြစ်ယာဒူတိုးမြင့်ခံခဲ့ရသူဖြစ်ပါတယ်။ဘုံမှုကျုပ်နိုင်စော်ဦးဟာအရှိပိုင်တိုင်းတိုင်းမှုဖြစ်ပြီးသုံးလနီးပါးအကြာမှာတော့တရားမဝင်ကုံတွယ်မှုနဲ့တရားမဝင်စီးပွားရေးလုပ်ငန်းများမှာပါဝင်ပတ်သက်မှုနဲ့ယာဒူမှာဖေရှားဖန်ဆီးခံလိုက်ရခြင်းလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတကတော့ရွှေဘုံမြို့နယ်တောင်စခန်းအနီးမှာစစ်တပ်က PDF တက်စိန်မှုကုမျိုးအောင်ကိုအရှင်ဖမ်းမိပေးမယ်လေ။ဦးကောင်းကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်သွားကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရွှေဘိုမြို့နယ်တောင်စကန်အနီးမှာအကြံဖတ်စစ်တပ်က PDF တက်စိန်ကိုကိုမျိုးအောက်ကိုအရှင်ဖတ်မိပေမဲ့လဲဦးကောင်းကိုတနက်နဲ့ပြစ်တပ်သွားကြောင်းမိသားစုဝင်များကပြောဆိုပါတယ်။အော်တိုဘားလ18ရက်နေ့မှာရွှေဘိုမြို့နယ်ရှာတော်ရွာတောင်စကန်အနီးကင်းပတ်နေခဲ့တဲ့ PDF ရဲဘော်တွေကိုအကြံဖတ်စစ်တပ်ကဝင်းရောက်ပြစ်ခတ်ခဲ့ခြင်းကြောင့်ရွှေဘိုခရိုင်အမှတ်ငါတရင်တက်ခွင်းနဲ့မှတက်စိန်မှုကိုမျိုးအောက်ကိုကြီထိမှခဲ့ပြီးစစ်တပ်ကအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုအရှင်ဖန်းစီနိုင်ခဲ့ပေမဲ့လေအကြံဖတ်စစ်သားတွေကဦးခေါင်းကိုတနက်နဲ့သုံးချက်တိပပြီးတတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီနောက်ရုတ်အလောင်းကို၎င်းနေရာမှာပင်စွန့်ပစ်ခဲ့ပြီးတောင်စခန်းအနီးမှာတက်ဆွဲနေထိုင်ခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဘာလ16ရက်နေ့မွန်လွဲ2နာရီကျော်ခန့်မှာတော်လန်ရေးတပ်ဖွဲ့တွေကရုတ်အလောင်းကိုပြန်လည်လူယူရန်တွားရောက်စင်းမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးရုတ်အလောင်းကိုပြန်လည်ယူဆောင်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကိုမျိုးအောင်က ကင်းပတ်ပြီးတော့ကင်းလိုက်စစ်နေတဲ့အချိန်မှာစစ်ခွေးစစ်ကြောင်းကတက်လာလို့ ကင်းကြနေတဲ့ရဲဘော်တွေကိုသတိသွားပေးတဲ့အချိန်မှာပြစ်ခတ်ခံခဲ့ရတာသူ့ဝမ်းပိုက်ကိုကြည်ထိမှန်သွားပေမဲ့ရဲဘော်တွေကိုသူ့ကိုထားခဲ့ပြီးပြေးခိုင်းတာသူ့ကိုစစ်ခွေးတွေကအရှင်ဖမ်းမိတာပါအဲ့ဒါကိုဒီကောင်မသိဘူးဆိုပြီးဦးကောင်ကိုတနက်နဲ့၃ချက်တိပြီးပြစ်တက်သွားတာရုပ်အလောင်းကိုပြန်လဲကောက်ယူဖို့သွားတဲ့ချိန်ထိစစ်ခွေးတွေကတက်ဆွဲထားတော့ဆိုတော့ပြစ်ကတ်မှုတွေဂျားတကကိုအလောင်းကိုရအောင်ကောက်ယူနိုင်ခဲ့တယ်လို့သိရှိရပါတယ်လို့ကိုမျိုးအောင်ရဲ့မိသားစုဝင်တဦးကပြောဆိုပါတယ်ရှီဘိုခဲအမှတ်9တရင် တက်ခွင်းနှစ်မှာတက်စိန်မှုကိုမျိုးအောင်ရဲ့ရုပ်အလောင်းကိုပြန်လည်ကောက်ယူနိုင်ခဲ့ပြီးနောက်အော်တိုဘားလ19ရက်နေ့မှာတော်လိုင်းရေးတက်ဖွဲ့တွေကအမိန့်ပြန်ပြီးမြေမြုပ်တကြိုပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြောက်ဝတီမြို့နယ် KK ဖက်မှာကြားဖြန့်တရုတ်တထင်းများအပါအဝင်အရေးပါသူတွေကို BGF မှစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့ကခေါ်တော့ပြီးခုံလုံခွင့်ပေးထားကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ဝတီမြို့နယ် KK ဖက်မှာကြားဖြန့်လက်ကြီး တရုတ်လုပ်ငန်းရှင်များအပါအဝင်ရေးပါသူတွေကိုစစ်တပ်လက်အောက်ခံကရင်နယ်ကြားဆောင်တပ် BGF မှစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့ကခေါ်ထုတ်သွားပြီးရွှေကုတ်ကိုအပါအဝင်ဘေးကင်းရာနေရာတွေမှာခိုလုံခွင့်ပေးထားကြောင်းကရင်စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။အော်တိုဘာလ22ရက်နေ့ကတည်းက BGF မှစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့က KK Pack မှကြားဖြတ်တရုတ်တတိယအွန်လိုင်းနှိပညာဆိုင်ရာပညာရှင်များအပါအဝင်အရေးပါသူတွေကိုခေါ်ထုတ်သွားပြီးနောက်တချို့မှရွှေကုတ်ကိုမှရောက်ရှိကာ တချို့ကတော့ BGF ရဲ့အထူးစီစဉ်ပေးထားတဲ့နေရာတွေမှာယာယီခိုလုံနေကြကြောင်သိရှိရပါတယ်။ KK ဘက်ကကြားဖြန့်တရုတ်တတိတွေ ID ပညာရှင်တွေနဲ့အရေးပါသူတွေကိုအော်တိုဘာလ22လောက်ကတည်းက BGF ကအကုန်ခေါ်ထုတ်သွားပြီးရွှေကုတ်ကိုဖျားတုံးစုနဲ့ BGF နေမြေတွေမှာရွှေထားပေးတယ်။အခုဒိုင်းပတ်နဲ့မြောက်ဝတီဘက်ကိုထွက်ပြေးနေကြတွေကအလုတ်တမားနဲ့အလုတ်ကြီးကြီးစတဲ့လုပ်ငန်းလေပတ်ခဲ့တဲ့သူတွေပဲ။အတိကအရေးကြီးပုံကိုတွေက BGF ကဘိုတင်ဝဲရဲ့စီမံမှုနဲ့ လုံကြုံတဲ့နေရာကိုရွှေ့ပေးပြီးတော့ပါပြီ KK ဘက်ကိုစစ်တပ်ကဝင်ရောက်စီးနှင်မယ်နှင်လွတ်မယ်ဆိုတာတွေကစစ်တပ်နဲ့ BGF ညှိနှိုင်းပြီးလုပ်ကြတာလို့ကရင်စည်ရေးတရင်ရှိမြစ်ကဆိုပါတယ် KK ဘက်မှာကြားဖြန့်တရုတ်တတိယအပအဝင်အရေးပါသူတွေကို BGF ကအထူးအစီအစဉ်နဲ့ရွှေ့ပြောင်းပေးရမှာမြဝတီ2.5 gate တင်ကန်းညီနောင် gate ကော့ကရိတ်ကိုတိုင် gate ကျုံတိုး gate အပအဝင်စစ်တပ် gate များလမ်းကြောင်းဖွင့်ပေးထားကြောင်းသိရှိရပါတယ်လက်တလုံးမှာထိုင်းဘက်ကိုထွက်ပြေးနေကြတဲ့ တရုတ်အပါအဝင်နိုင်ငံခြားသား900ကျော်ရှိနေပြီထိုင်းနိုင်ငံကထွက်ပြေးလာသူတွေကိုစီစစ်ခြင်းယာယီခိုလုံနိုင်တဲ့နေရာတွေကိုစီစဉ်ပေးခြင်းနဲ့အရေးယူဆောင်ရွက်မှုများလှုပ်ဆောင်ရန်စည်ရင်းကောက်ယူခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းထိုင်းသတင်းတွေကဖော်ပြပါတယ်ထိုင်းနိုင်ငံမဲဆောင်မြို့ဘက်ကိုမြောက်ရီမြို့နယ် KK Pack မှထွက်ပြေးလာတဲ့နိုင်ငံခြားသားများအများစုမှာတရုတ်နိုင်ငံသားများဖြစ်ကြောင်း လက်ရှိထောက်ကရင်လူဝင်မှုကြီးကြပ်ရေးကလည်းစစ်စစ်မှုများလှုံ့ဆော်နေပြီးတပ်ဆိုင်ရာတရုတ်တန်ယုံနဲ့ချိတ်ဆက်ဆက်သွယ်ရန်လည်းအစီအစဉ်ရှိနေကြောင်းစစ်စစ်မှုများမှာပါဝင်ကူညီပေးနေတဲ့တရုတ်မြန်မာထိုင်းစကပြန်တချို့ထံကနေသိရှိရပါတယ်စစ်တပ်ကလည်း KK ဘတ်မှနိုင်ငံခြားသား138ဦးကိုဖမ်းဆီးရရှိထားကြောင်းဂျမနီညာဘိုင်းမှာသတင်းထုတ်ပြန်ထားပါတယ် KK ဘတ်မှ PGF ကအထက်ကလုံခြုံရေးတာဝန်ယူတည်ဆောက်ထားတဲ့ online ကြားဖြင့်စင်တာတစ်ခုဖြစ်ပြီးမြောက်ဝတီမြို့နယ်မေထော်တလီကြေးရွာအနီး ထိုင်းမြန်မာနေဆက်တောင်ရင်မြစ်ကမ်းပေးမှာတည်ရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့တရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်းမှာတက်ဆွဲပြီးပြည်သူတွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်နေတဲ့စစ်တပ်ကိုတရခွန်မမရှော့တိုက်ဒုံတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကပြန်လည်ပြစ်ခတ်မှုဝမ်ပေါင်းဝင်းအတွင်းမှာပောက်ကွဲမှုများဖြစ်ပေါ်ကမိများလောင်ကျွမ်းခဲ့ပြီးအရေးပေါ်အချက်ပေးတဲ့နဲ့တညာလုံးယုံရင်စံခတ်ဖြစ်နေကြကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းစောင်းလင်းကြီးမြို့နယ်လေဘရောင်းတောင်ကျင်းနီစီမံကိန်းအတွင်းမှာရှိတဲ့ တရုတ်ဝမ်ပောင်ကုမ္ပဏီဝင်းတွင်တက်ဆွဲထားတဲ့စစ်တကားပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေတဲ့အတွက်တော်လိုင်းတက်တွေကအစူပါစစ်တကောတရားခွန်မမရှော့တိုက်ဒုံးတွေနဲ့ပြန်လဲပြစ်ခတ်ခဲ့ကြောင်းဒေသပြည်သူများနဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့အော်တိုဘာလ23ရက်နေ့ညပိုင်းတရုတ်ဝမ်ပောင်ကုမ္ပဏီဝင်းတွင်မှတက်ဆွဲထားတဲ့စစ်တကောတော်လိုင်းတက်တွေကတရားခွန်မမရှော့တိုက်ဒုံးတွေနဲ့နေရာပေါင်းစုံမှာပြန်လဲပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ အစုပါကုမ္ပဏီဝင်တွင်ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝန်ပောင်းကုမ္ပဏီဝင်တွင်အရေးပေါ်အိုအော်ဆွဲသည်များတညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစစ်ကားနှင့်ရဲကားများနှင့်ယုံရင်ဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်ဝန်ပောင်းတင်းမှတက်ဆွဲထားတဲ့စစ်တပ်ကအနီးနားကရော်ရီကိုလက်နက်ကြီးတွေနဲ့နေတိုင်းပြစ်နေတာမနီညာကတော့ PDF တွေက short tight ဒုံးနဲ့ဝမ်ပောင်းဝင်းတက်ကစစ်တက်ကိုပြန်ပစ်တယ်နေရာပေါင်းစုံကနေပြန်ပစ်တာအဲ့ဒါမှာဘာရီကိုထိသွားလဲတော့မသိဘူး မီးတွေလောင်တာအကြီးကျယ်ပဲနောက်ပြီးဝမ်ပောင်ကုမ္ပဏီဝင်းအတွင်းမှာအရေးပေါ်အော်အော်ဆွဲတံတွေမီးတက်ကားတွေစစ်ကားတွေနဲ့ရဲကားတွေယုံရင်ဆန်ခတ်ဖြစ်ကုန်တယ်။ပောက်ကွဲမှုတွေလည်းဖြစ်တယ်။ဘာရီထီတော်လဲဆိုတာတော့မသိရှိရသေးဘူးလို့ဒေတာပြည်သူတို့ကဆိုပါတယ်။စာလင်ကြီးမျိုးအခြေဆိုင်တော်လိုင်းရဲ့တရင်ချင်းမြစ်ကလည်းယမနီညပိုင်းတရုတ်ဝမ်ပောင်ကုမ္ပဏီဝင်းအတွင်းမှာတက်ဆွဲထားတဲ့စစ်တပ်ကို short တိုက်ဒုံများလက်နက်ကြီးများနဲ့တော်လိုင်းရဲ့တပ်ဖွဲ့တွေကပြစ်ခတ်မှုမှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုပါတယ်။ ဝမ်ပောင်တဲမှာတက်ဆွဲပြီးတော့ပြည်သူတွေကိုဒုက္ခပိတ်နေတာစစ်တကောင်အဲ့ဒီတော့ဒေါ်လန်ကြီးတက်တွေကအဲ့ဒီဝင်းတကစစ်တကိုပြန်ပစ်တာပေါက်ကွဲမှုတွေလည်းဖြစ်တာမှန်ကန်ပါတယ်လို့စာလင်းကြီးမျိုးအခြေစိုက်ဒေါ်လန်ကြီးသတင်းရင်းမြစ်ကဆိုပါတယ်အော်တိုဘာလ22ရက်နေ့မှာတရုတ်ဝမ်ပောင်ကုမ္ပဏီဝင်းတွင်းမှာရှိတဲ့စစ်တကလက်နက်ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ကြီးရွာတွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲအကြောင်းမဲ့ပြစ်ခတ်ခဲ့ကြောင်းလက်နက်ကြီးတွေမှာဖောင်းကတာကြီးရွာမိုးချိုးပြင်ကြီးရွာနဲ့ မေဇလီကန်ကြေးရော်ရီဘက်ကိုဥတည်ပြစ်ခတ်ခဲ့ကြောင်းအဲ့ဒီလိုစစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင်းပြည်သူတဦးထက်မင်းတန်ရာရရှိခဲ့ပြီးနေအိမ်များစွာပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်အော်တိုဘားလ22ရက်နေ့ညနေပိုင်းမှာလဲဝမ်မေးရွာတဲ့အနောက်မြောက်ဖက်ပလောင်ရွာလမ်းကွဲနားမှာရှိတဲ့ဝမ်ပောင်ကုမ္ပဏီဝင်းအဝင်ဂိတ်မှာစစ်တပ်ကတနက်နေ့ရန်တမ်းပြစ်ခတ်ခဲ့တဲ့အတွက်ဝမ်မေးရွာသားတဦးကြည်တိမှန်တန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ အကြံဖတ်စစ်တပ်ကစာလင်ကြီးမြို့နယ်အတွင်းစစ်ကြောင်းထုတ်မှုများလှုပ်ဆောင်နေခဲ့တဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းမကြာခဏဆိုးသလိုလှုပ်ဆောင်နေခဲ့တဲ့အတွက်ပြည်သူများစစ်ဘေးရှောင်နေရကြောင်းဒေသပြည်သူများထံကနေသိရှိရပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတကတော့မြန်စွာမသွေအောင်စီပိုင်စီငါတို့နိုင်မလီဂန္ဓဆိုတဲ့ကျူလီပောင်တရင်စင်ရဲ့တယောဇာတပုတ်ကိုတင်ဆက်ပေးပါမယ်ဝေစန်းရဲ့တေပန်းပွင့်ကန်ဒီစကားတွေကြပြီးလီဖျန်းလင်ခမြ စောက်တီးရမရဘူးတဲ့ဘယ်တော့ကဘလောက်ဘယ်သူကိုဘယ်ကောင်းကနေလွှဲပေးခဲ့ရပါတယ်သူလို့တမျှမှာခေါင်းရှောင်ကြီးများနေမှာကဒင်တို့ရဲ့တာသမီမိမိတွေ့ပါဘယ်လူတွေရှေ့ရပါပါတဲ့စောက်တဖြစ်ဇက်စုံခင်းပြလေတော့တာကောကြီးလေးစမြင့်တဲ့တစ်ဖက်မှာလဲအမိချက်အမိစသတောင်းစားကငါပဲဖမ်းဖို့လို့ we family စိနာတိုင်းရောက်လို့အရှင်တို့စီရင်ခွင့်ရတာမဟုတ်လားလို့ထုတ်ချေအဲ့ဒါဟာအဲ့ဒါဟာကိုပြောနေတာ အဲ့မှာပေါက်ဖော်ကဖြစ်ချောင်းရင်နဲ့ကုံစင်ဝေဆန်းရဲ့ဖြောင့်ချက်ကိုဒိုင်ရှူလမ်းချောင်းကနေငကျင့်စီကိုပို့လိုက်တဲ့။ငကျင်ကဒူလီနှံ့ဖြင်လေးလံလီလာတဲ့ဘက်လစ်လို့ရွှေစိတ်တော်မညိုပါလင့်အဲ့ဒီဝေဆင့်ကပြောင်းလိန်ပြောင်းစားအောက်တန်းစားကောင်းအနီကြောင့်ပဲငါကိုတော်မြတ်သားကြီးကိုတိုင်ဖမ်းပို့လိုက်တာပဲမဟုတ်လားငါရှင်ဆိုပြီးမင်းလေးအထာနဲ့နတ်တန်တော်ချော့တော်မူတဲ့ကွယ်ပွဲကတော့လှတဲ့ကွယ်တစ်ဖက်မှာလည်း Orange Oran Gutan ရဲ့အဖိအဖော့ယူကွက်အောက်မှာတာကော့ခမရလဲဖုတ်လိုက်ဖုတ်လိုက်ရှာထုတ်ပြီးဖိုးတို့ဖတ်တာအဝုလို့လက်နဲ့ရက်ခံနေရတဲ့အနေထားမဟုတ်လားဒီကြားထဲငကြင်ကကြံရမရမွေးဘူးရကင်းမောင်းခေခေဖတ်ပိုကာဒက်ရှင်ထရိုက်မန်ကျန်နဲ့နန့်ထွက်ကမကြိုက်တော့ပောက်တဲနဖူးမထူးတဲ့ဇခင်ထိုင်းနေအကောင့်သားထသွားမှအကျိုးမှန်သည့်ဆိုသလိုလုတ်တမြဒုက္ခဖြစ်ကလိန်စိညံစဉ်ရှေ့ကဘုံအောက်ကပေါ်အခုခေတ်ဒွန်နီယာကြီးမှာ ဘောကတွေဘယ်လိုရိုက်ရိုက်ဟုတ်ကျင်းပောင်ပဆူချုံတလို့မျက်နာကိုဘယ်လိုဖုံဖုံအောက်ကပေါ်လုံမမလုံပဲဗမော်ဆရာတော်လမ်းပီချီးပါတလို့ရှက်တာကမျက်ခွက်ကဆိုပြီးမျက်နာကိုတပိတ်နဲ့အုပ်တော်ထိုင်တယ်လို့ပေါ့တောက်ရှက်တွေပြန်ပြန်အထက်ထက်ကွဲလီပါရောနာလူရင်းပြောရင်တာကိုလက်ထက်အချက်လက်အကုန်ရှိနေပြီသားမအိမ်လုံးကိုဘေရွေ့ဘေမြနှစ်စဉ်ဘန်နာတော်ဆက်ခဲ့ရကြောင်းလက်ဖုတ်ချောက်ကိုဘလောက်ပေးခဲ့ရကြောင်းဝီစန်းကြောင်းဟောင်းလုံးကြီးကိုပြေးလို့တေလူကအကုန်ဖွင့်ချတော့ ကွေးချက်ကပတ်ပတ်ဆဆန်းဒီနေရာမှာတာကိုရဲ့ strategic thinking ကအရေးပါလာတာပဲလို့ပြောရမှာပဲပြည်သက်တာကိုအတွေ့ကကြော့ကိုရွေးမလားဇော့ကိုရွေးမလားဆိုတဲ့ဒလိုက်မှာလက်တွေ့မှာငကျင့်ကိုယုံပုံပါတဲ့အလုံးစုပေသည်ငကျင့်ကလွဲတခြားမရှိလို့တွေးဟန်တူပါရဲ့ငရုပတ်မှာကလည်းရွာကမတရားသေးအဟွာအိမ်ကရွာထိပ်အရင်ရောက်တယ်လို့မျိုး Federal Wine မှာ Mr. Bin အထာနဲ့ YG ပတ်ပတ်ဒူဝေဝေဖြစ်နေကြတာက မပြေတော့လဲကံရရှိ တာကောနဲ့ဒုတင်ပေါင်တင်ပြောကြစတဲ့ဆူအာကမရှိမိတို့ဆိုစေကြာဖြတ်အကြောင်းပြုငါတို့တွေစူးစီးကြရင်ဖြင့်ဟောဒီနွေဥကအောင်ပွဲအညွန့်အဖူးတွေဝေစီလို့ပွင့်ဖက်ပွင့်ချက်တွေလန်းဆန်းစီပင်လို့တပွင့်လုံးမွေးတတော်လုံးကြိုင်မြိုင်မြိုင်ဆိုင်ဆိုင်ကြီးအိုးစီဘုံမောင်းတီးလို့ကိုင်းနေအောင်ကကြဖို့ပဲရှိကြမှာဖောင်ပိတ်တဲ့ချစ်သူရဲ့ချစ်သူရှိချင်းကြံကိုထော်ကိုင်းကတာကောစီလွှဲပြောင်းပြီးတော့မယ်ဆိုလို့ငချစ်သူတကောင် ကိုကိုပင်ကွာကြမှာငူငူကြီးထိုင်နေပါတဲ့ဆိုစ်ကျူလီပောင်တရင်စဉ်မြန်စွာမသွေအောင်စီပိုင်စီငါတို့နိုင်မလီကန္ဓာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချင်းတိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ